မြေမုံဆိုတဲ့ထက်တန်းចောင်းသားလေးဟာသူ့ရဲ့ရုပ်ရည်ချုံမမှုအာကစားတုံမှုတွေကြောင့်ចောင်းမှာအရန်ကိုနေမဲကြီးပါတယ်ကမာလေးတွေကဝိုင်းကြိုက်နေတဲ့အတွက်ကောင်လေးတွေကတော့မနာလိုဖြစ်နေပါတယ်သူကတော့အထက်တန်းចောင်းသူလေးမာယာပါကမာလေးတွေကမြေမုံကိုဝိုင်းကြိုက်နေပြီမယ်မာယာကြိုက်နေတာကအာကကိုပါအာကကပြဆက်ဖွဲ့ကဖြစ်ပြီးចောင်းမှာလေးအတော်သင့်နေမဲကြီးပါတယ်မာယာကအာကကိုကြိုက်နေတာအချိန်တော်တော်ကြာပါပြီတနေ့ခွဲလောက်ကြာအောင်တစ်ဖက်သက်ကြိုက်ပြီးတဲ့နောက်မှာရီသာစကားပြောလိုက်ပြီမယ်အာကကသူ့ကိုအထူးဆန့်လို့ကြည့်ပြီးထွက်ပြေးသွားပါတယ်စိတ်ညစ်ညစ်နဲ့စာကြည့်တက်ကိုသွားထိုင်နေတဲ့အချိန်မှာအာကကသူ့နောက်ကိုလိုက်နေတဲ့ထူးဆန့် နဲ့ကောင်မလေးကဖွင့်ပြောတာခံခဲ့ရတဲ့ကြောင်း post တင်ပါတယ်။အန်အောလုံးလုံးအတန်ထွက်သွားတဲ့မာယာစီကိုအနားမှာရှိနေတဲ့မြင့်မိုကရောက်လာပါတယ်။မြင့်မိုနဲ့အတန်းဖော်တွေဖြစ်ပေမဲ့ခင်ကျင်စိတ်မရှိနေပါဘူး။စိတ်ညစ်ရတဲ့အကြောင်းရင်းကိုမေးကြည့်တဲ့အခါမှာမာယာကသူကြိုက်နေတဲ့တယောက်ကအထင်လွဲတာကိုခံလိုက်ရတဲ့ကြောင်းပြောပြပါတယ်။စိတ်ညစ်မနေပဲမာယာကိုပြုံးဖို့သူကပြောပါတယ်။မာယာမှာစီတူးဆိုတဲ့ BFF တယောက်ရှိပါတယ်။သူစိတ်တဲ့ကြနေတဲ့အချိန်တွေကစီတူးကအမြဲတမ်းအားပေးပါတယ်။စီတူးကသူ့မှာလဲခလေးဘဝကလေးကတပတ်သက်ချင်းနေခဲ့ရတဲ့ကောင်မလေးတယောက်ရှိကြောင်းဝန်ခံပါတယ်။အိမ်ပြန်ကြီးစံရထားပုံမှာမာယာနဲ့မြင့်မိုတို့ကပြန်ဆုံပါတယ်။ တယ်ပြုံးခိုင်းထားပေမဲ့လည်းပြုံးမနေတော့တဲ့မာယာကိုမြင်းမော်ကပြုံးဖို့တက်တတိပေးပြန်ပါတယ်တပတ်သက်ချစ်ကိုမာယာကရက်ပစ်ဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက်ငိုချလိုက်မိပါတယ်မာယာအတွက်စိတ်မကောင်းဖြစ်သွားတဲ့မြင်းမော်ကအာကားနောက်မလိုက်ပဲသူ့နောက်ကိုလိုက်ဖို့ပြောပါတယ်ဒါမှသာအာကားပေါ်မှာထားတဲ့စိတ်ကိုမြန်မြန်ကုံအောင်လုပ်နိုင်မှာဖြစ်ကြောင်းအကြံပေးပါတယ်အိမ်ပြန်ရောက်တော့မာယာကမြင်းမော်နောက်လိုက် crash ဖို့အစီအစဉ်ဆွဲပါတယ်နောက်နေ့မနက်မှာတော့သူ့လှုပ်ထားတဲ့အစီအစဉ်ကိုမြင်းမော်ကိုပြပါတယ်ဒါတွေကတော့စကားပြောတာတွေနောက်ကလိုက်နေတာတွေကလေးဆန်ဆန်အနှောက်ရှက်ပေးတာမျိုးတွေပါမြင်းမော်ကတော့မာယာလိုချင်တဲ့အတိုင်းလိုက်ပါသေးဦးဆန်ဖို့သဘောတူလိုက်ပါတယ်နောက်နေ့မနက်ရောက်တဲ့အခါမှာ ာမာယာကသူ့အစီအစဉ်တိုင်းမြင်းမိုကိုကြောင်းမှတွေ့တဲ့အချင်းကြီးကိုစာအုပ်ထဲမှာချမှတ်ပါတယ်သူခိုးကြည့်တာကိုမြင်းမိုတတိထားမိတဲ့အချင်းကြီးအတွက်တွေမှတ်ထားပြီးတော့မြင်းမိုကလည်းမာယာစီသွားပြီးသူ့နောက်ကနေလိုက်နေတာလားလို့မေးပြီးအစီအစဉ်ထဲကလို့တရုတ်ဆောင်ပါတယ်ဒီနေ့မှာတော့နှစ်ယောက်သားလမ်းလျှောက်နေတော့မာယာကူညီလို့ရင်ကူညီနိုင်ကြောင်းမြင်းမိုကပြောပါတယ်ဂိမ်းကိုဆော့ဖို့ပိုလွယ်သွားအောင်မြင်းမိုကသူ့အကြောင်းကိုပြောပြမှာပဲဖြစ်ပါတယ်မနက်တိုင်းအားကစားလုပ်လို့ရှိကြောင်းပြောပြီးမာယာကိုပါလှုပ်ခိုင်းပါတယ်နောက်နေ့မနက်မှာတော့မာယာကသူ့လိုပဲပြေးရင်နဲ့မောပြီးချော်လဲပါတယ်ကြောင်းကိုထုံးနေထုံးနေသွားတဲ့ကောင်မှစီသူကရောက်လာပြီးကူညီပါတယ်သာ င်ကန်းနဲ့ရောက်တော့ကောင်မလေးတွေကမြင့်မို့ကိုပေးထားတဲ့လက်ဆောင်တွေအများကြီးကိုတွေ့လိုက်ပါတယ်မြင့်မို့ကိုကြည့်ပြီးပြောနေတဲ့မာယာကိုကြည့်ပြီးစီသူကသဘောကျနေတာဟုတ်မဟုတ်မေးကြည့်တဲ့အခါမှာမာယာကညင်းပါတယ်စားသင်ချင်းတွေပြီးသွားတဲ့အခါမှာမာယာကမြင့်မို့တို့အားကစားပွဲကိုတွားကြည့်ပါတယ်တခြားကောင်မလေးတွေကအားပေးနေတဲ့အချိန်မှာမာယာကောင်းကိုဘောလုံးကမှန်သွားပါတယ်အရင်ကြီးမထိခိုက်သွားပေမဲ့မြင့်မို့ကသူ့ကိုကြည့်ပြီးဒဏ်ရာတွေကိုဂရုတစိုက်ကြည့်ပေးပါတယ်ခြေအိတ်ကိုချွတ်လိုက်တဲ့အချိန်မှာဘလက်စတာတွေကိုတွေ့သွားပြီးအကျိုးချောင်းမေးတဲ့အခါမှာပြေးရည်နဲ့ချော်လေးတာဖြစ်ကြောင်းသိသွားပါတယ်သူ့ crash ကလုတ်တဲ့ရာမှန်သမျှကိုသူကလိုက်လုတာဖြစ်ပြီးအကယ်၍မြင့်မို့အတွက်သူ့ လုပ်ပေးနိုင်တာတခုခုရှိရင်လုပ်ပေးမယ်လို့ကြမ်းလန့်ပါတယ်လက်ရှိအနေထားကိုပဲမြင့်မို့ကကြိုက်ချောင်းပြောပြီးတော့သူ့ရဲ့ပါးကိုဆွဲဖြစ်တော့မာယာကပြောရှင်နေမိပါတယ်နှစ်ယောက်သားအချင်းချင်းသဘောတူကြနေကြပါပြီအိမ်ပြန်ရောက်တော့မြင့်မို့ကသူ့နဲ့ချင်းတွေ့ဖို့စာတစောင်းကိုပို့လိုက်ပါတယ်ပျော်ပျော်ရွှင်ရွှင်နဲ့မာယာကသွားတွေ့တဲ့အခါမှာနှစ်ယောက်သားကလိုက်ဖက်နေပါတယ်နှစ်ယောက်သားအတူတူရှောက်လည်ပြီးဈေးဝယ်ထွက်ကြပါတယ်အရန်ကိုချစ်စရာကောင်းတဲ့အယုတ်လေးတစ်ယောက်ကိုမာယာကလိုချင်ပေမဲ့ couple item ဖြစ်နေတဲ့အတွက်ချထားခဲ့ပါတယ်လှပနေတဲ့နေရာလေးတစ်ခုမှာထိုင်နေရင်းနဲ့မြင့်မို့ကသူ့မှာငားနေရွယ်ညီမလေးတစ်ယောက်ရှိကြောင်းပြောပြီး couple အယုတ်လေးကိုမာယာကိုလက်ဆောင်ပေးပါတယ်အယုတ်ကိုမြင် ိုင်သူ့ကိုတတိရဖို့မှာတော့မာယာကလည်းအယံပျော်ရွှင်နေပါတယ်ဒီလိုနဲ့ပဲသူတို့နှစ်ယောက်အင်ကိုမပြန်ခင်မှာမာယာရဲ့လက်ကလေးကိုပြုတ်ပြုတ်တီးပေးသွားပါတယ်ဂျီနူပြီးအင်ပြန်လာတဲ့မြင့်မို့ကိုညီမလေးကတတိထားမိတဲ့အတွက်အကျိုးကြောင့်မေးကြည့်ပါလေအယံမိုက်တဲ့တငယ်ချင်းတယောက်ကြောင်းမှရခဲ့တာဖြစ်ကြောင်းမြင့်မို့ကပြန်ဖြေပါတယ်ကြောင်းရောက်တော့ရုပ်ကလေးကိုကြည့်ပြီးပြောနေတော့မှအာကာကသူ့ကိုရုပ်ဆိုးတယ်ဆိုပြီးသူ့ကိုရီစားစကားပြောတဲ့အကြောင်းအရာတွေကိုပါချပြနေတဲ့အတွက်ဝမ်းနည်းစွာနဲ့ငိုနေမိပါတယ်ဒီအချိန်မှာပဲမြင့်မို့ကပေါ်လာပြီးအာကာတို့ကိုထိုးပစ်ပါတယ်မာယာနဲ့ခင်တဲ့မျက်စုဆိုတဲ့တငယ်ချင်းကတော့ပေါ်ပြလာဖြစ်တဲ့မြင့်မို့လိုကောင်းလေးနဲ့ရင်းရင်းနှီးနှီးမနေဖို့တတိပေးပါ ပါတယ်။ဒါကြောင့်မေးမာယာကမြစ်မို့ကိုစရှောင်ပါတော့တယ်။ကြောင်ရင်ကိုမပြောဘဲတင်းစင်းချိုးချိုးထတာဖြစ်တဲ့အတွက်မြစ်မို့ကလည်းနားမလဲတော့တာကြောင့်နောက်ကနေလိုက်မိပါတယ်။သူတို့နှစ်ယောက်ကစကားပြောနေတော့အနာကိုမီယူဆိုတဲ့မိမလာလေးတယောက်ကရောက်လာပါတယ်။မီယူကမြစ်မို့ကိုသဘောကျနေခဲ့တာကြပြီဖြစ်တဲ့အကြောင်းဝန်ခံပါတယ်။မြစ်မို့ကမာယာအနာကိုပြန်ရောက်လာပြီးရှောင်နေရတဲ့အကြောင်းကိုမေးကတပတ်သက်ချစ်ကိုအဆုံးသတ်ခိုင်းပါတယ်။အဆက်ဖြစ်တဲ့စကားဖြစ်တာကြောင့်မာယာကအယံကိုလှမ်းပြီးအင်ကြီးကိုပေးအောင်လုပ်မိသွားပါတယ်။ဒါကြောင့်မြစ်မို့ကသူ့အင်ကြီးကိုငှားပေးလိုက်တဲ့အခါမှာယောက်ျားလေးအင်ကြီးဝစ်ထားတာကိုစီသူကတွေ့သွားပါတယ်။တဝင်းတိုးသွားတဲ့အတွက်ဘလို့မှစိတ်ထင်းလို့မရတော့ တာကြောင့်သူခံစားချက်ကိုဝန်ခံလိုက်ပါပြီဒီအချိန်မှာပဲမြင်းမိုကရောက်လာပြီးစကားလာပြောတဲ့အတွက်ယောက်ျားလေးနှစ်ယောက်ကြားတင်းမာမှုတွေဖြစ်သွားပါတယ်စီသူအိမ်ပြန်သွားတဲ့အချိန်မှာမာယာကမြင်းမိုကိုသူ့အင်ကြီးပြန်ပေးပါတယ်မာယာကသူ့အင်ကြီးတွေအချောက်ခံထားတဲ့အခန်းထဲသွားတဲ့အခါမှာသူ့အစီအစဉ်စာရွက်နဲ့စီသူကဝင်လာပါတယ်အဲ့ဒီအစီအစဉ်တိုင်းသူလဲလုပေးနိုင်ကြောင်ပြောပြီးနောက်ကနေတိုင်းဖက်ပါတယ်သူ့ရဲ့ခံစားချက်တွေကိုဝန်ခံလိုက်ပြီးမှမာယာကဘာမှပြန်မပြောဘဲထွက်သွားပါတယ်အနာကိုတခြားသူတွေကတ်လာကမှမြင်းမိုပေါ်မှာထားတဲ့စိတ်ကပိုတင်ရှားလာပါတယ်မျက်စုနဲ့စကားပြောတဲ့အခါမှာမြင်းမိုနဲ့စီသူတို့ငငယ်တုန်းကခင်ခဲ့တဲ့အကြောင်းသိလိုက်ရပါတယ်နှစ်ယောက်သား အားကစားကလပ်ဝင်တွေဖြစ်ခဲ့ကြပြီမယ်အထင်လွဲသွားခဲ့တာကြောင့်စကားမပြောတော့တာပါစီသူကမြင့်မိုစီသွားပြီးမာယာကိုသူ့ဖက်ခဲ့ကြောင်းပြောခဲ့ပါတယ်တဝင်းတူသွားတဲ့မြင့်မိုကမာယာစီရောက်လာပြီးတခြားသူတွေရဲ့အသားကိုထိခွင့်မပေးဖို့ပြောပြီးလေပင်းကိုပြုတ်ပြုတ်ပေးသွားပါတယ်ကောင်မလေးတို့ချို့ကသူတို့နှစ်ယောက်ကိုမြင်သွားတာသိလိုက်တော့ဒုက္ခရောက်မှဆိုးတဲ့အတွက်မာယာကထွက်ပြေးသွားပါတယ်ကားတိုင်မလို့ဖြစ်သွားတဲ့အချိန်မှာမြင့်မိုကရောက်ရှိလာပြီးဟီးရိုးဆန်ဆန်ကဲတင်ပေးလိုက်ပါတယ်အကျိုးဆက်အနေနဲ့စိတ်ယုံကိုတင်းလိုက်ရပြီးမာယာကတော့သူ့ကြောင့်ဖြစ်ရတဲ့အတွက်ကိုကိုကိုအပြစ်တင်နေမိပါတယ်ဘာမှလုပ်လို့မရတော့တာနဲ့စုတွေကြီးလှိမ်တောင်းပါတယ်မြင့်မိုစိတ်ယုံကစင်းနေ ့နေမှာသူတို့နှစ်ယောက်ចောင်းကလိုင်းပေါ်မှာပြတ်နှက်နေပါပြီအမျိုးသမီးပြိသက်တွေကမာယာကိုဝိုင်းတိုက်ခတ်ကြပါတယ်ဘလို့ပဲပြောခံရပါသေးမြင့်မောအားကစားပွဲမှာမာယာကရောက်လာပြီးအားပေးပါတယ်ကမာလေးတွေကမာယာကိုမြင်တော့မနာလိုတဲ့စိတ်နဲ့ဝိုင်းကဲရဲကြပြန်ပါတယ်မာယာကတော့ဘာကူမှအယုံမဆိုင်ပဲအားပေးနေတဲ့အတွက်မြင့်မောကအားရရှိပြီးပြန်ပွဲမှာအနိုင်ရရှိသွားပါတယ်ပွဲပြီးသွားတဲ့နောက်မှာမြင့်မောကမာယာရှိတဲ့စာကြီးတိုက်ကိုအပြေးသွားကသူ့ဘက်ကတပတ်သက်အကြာကြီးကြိုက်နေခဲ့ကြောင်းဝန်ခံလိုက်ပါတယ်စာကြီးတိုက်မှာမတွေ့ခင်ကတည်းကမာယာကိုတွေ့ပူပြီးအားကားနောက်ကိုမာယာကလိုက်နေတဲ့အချိန်မှာမာယာနောက်ကိုသူကလည်းလိုက်နေခဲ့ကြောင်းဝန်ခံပါတယ်ဒါကို ကြားလိုက်တဲ့အခါမှာမာယာကအယံပြော်သွားပြီးချစ်သူဖြစ်ဖို့လက်ခံလိုက်ပါတယ်။လက်ရောက်သားပြွတ်ပြွတ်လေးတွေပေးလိုက်ပြီးတဲ့နောက်မှာဇလန်းလေးပြီးဆုံးသွားပါတော့တယ်။ဝိုင်းလူရတဲ့ခန်းစားချက်ကိုသိချင်းအောင်မင်္ဂလာဝေပြေးကွင်းကိုသာသွားကြပါ